PSN News ပရိသတ်များမင်္ဂလာပါရှင်။ခုချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးအနေနဲ့ Ukraine ရုရှားညဉ့်ညံ့ရေးအချက်28ချက်ပါအစီအစဉ်ကို Trend Talk က Ukraine ဘက်ကတုံ့ပြန်မှုမရှိသေးတဲ့သတင်းကိုတင်ပြပေးပါမယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်ရည်ရွယ်တဲ့အချက်28ချက်ပါငြိမ်းချမ်းရေးအစိုးပြုချက်ကိုအတည်ပြုလိုက်ပြီးဖြစ်ကြောင်းအင်ဂျီရောမအကြီးတန်းရာရှိတဦးက CBS သတင်းဌာနကိုနိုမန်လ20ရက်ကြာသပတေးနေ့မှာအတည်ပြုပြောကြားခဲ့ပါတယ်။ယူကရိန်းဘက်ကအဆိုအရအစိုးပြုချက်ကိုထောက်ခံတဲ့အရေးအယံတွေ့ရှိရခြင်းမရှိသေးပေမဲ့ ထရန့်ရဲ့ထောက်ခံမှုကို CBS သတင်းဌာနကပထမဆုံးဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အကြံပေးပုဂ္ဂိုလ်ကီရီဒီမီထရီယက်က၎င်းနဲ့သမ္မတထရန့်ရဲ့အထူးတန်တမန်စတီဝီကိုရောဟာလွန်ခဲ့တဲ့လကမိုင်ယာမီမှာမျက်နှာချင်းဆိုင်တွေ့ဆုံစဉ်အချက်28ချက်ပါငြိမ်းချမ်းရေးစီမံကိန်းကို ပူပေါင်းရေးဆွဲခဲ့ကြောင်းတနင်္လာနေ့က ICO သတင်းဌာနနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ရုရှားဟာအထူးစစ်ဆင်ရေးအမည်နဲ့ယူကရိန်းကို2022ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာစတင်ပြီးကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး KF အပါဝင်ယူကရိန်းရဲ့မြို့ကြီးများစွာကိုတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းအနေနဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုအနောက်နိုင်ငံများရဲ့စစ်ရေးနဲ့ဗန်ဒါရေးအထောက်ပံ့တွေနဲ့ပြင်းပြင်းထန်ထန်ခုခံကာကွယ်နေရဆဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးထိုင်းနိုင်ငံဘတ်တရားမြို့မှာရှိတဲ့အိန္ဒိယအွန်လိုင်းလောင်းကစားကိုင်းကိုလူဝင်မှုကြီးကြပ်ရေးရဲတွေဝင်ရောက်ဖမ်းဆီးတဲ့သတင်းကိုတင်ပြပေးပါမယ်ရှင်။ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေဟာနိုဝင်ဘာလ19ရက်ဗုဒ္ဓဟူးနေ့ညပိုင်းကပတ်တရားမှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုကိုတရင်အရဝင်ရောက်စီးနှင်ရာမှာအွန်လိုင်းလောင်းကစားမှုတန်းတရနဲ့အိန္ဒိယနိုင်ငံသား၅ဦးကိုဖမ်းဆီးခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။၎င်းတို့ဟာအိန္ဒိယအခြေဆိုင် အွန်လိုင်းလောင်းကစားကွန်ရက်အတွက်စီမံအုပ်ချုပ်သူများဖြစ်တရားဝင်လုပ်ကိုင်နေသူများဖြစ်တယ်လို့ဆိုဆွဲထားပါတယ်။အဆိုပါကွန်ဒိုမီနီယံဒုတိယတက်မှာ laptop 3လုံး၊ဖုန်း22လုံး၊ tablet တစ်ခု၊ credit card တွေနဲ့ online လောင်းကစား platform တွေအတွက်အငွေတွေလိုယူဆရတဲ့ American dollar 6,595ဒေါ်လာခန့်နဲ့ညီမျှတဲ့အိန္ဒိယ rupee ငွေတွေနဲ့ငွေလွှဲပြောင်းမှုအသေးစိတ်ပါတဲ့မှတ်စုစာအုပ်တွေကိုတင်စီရမိခဲ့ကြောင်း ချွန်ဘူရီလူဝင်မှုကြီးကြပ်ရေးရဲဌာနအကြီးအကဲရဲမှူးကြီးနပပွန်ခိုစစ်ဆူရီယာမန်နီကပြောကြားခဲ့ပါတယ်။ဖန်စီခံရသူအလုံးဟာအပြစ်မရှိကြောင်းညှင်းဆို့ခဲ့ကြပြီးစစ်ဆေးမေးမြန်းမှုအတွင်းရှောင်လွှဲတဲ့အဖြေတွေသာပေးခဲ့ကြပါတယ်။၎င်းတို့ကအလို့သဘောသဘာဝကိုတိကျစွာပြောဆိုခြင်းမရှိဘဲဖောက်သည်ဝန်ဆောင်မှုပေးတဲ့စီမံအုပ်ချုပ်သူများသာဖြစ်ကြောင်းပြောဆိုခဲ့ကြပါတယ်ရှင်။ ခုဆက်လက်ပြီးအမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာစစ်ကော်မရှင်ရဲ့တရားမဝင်မှုနဲ့ရာဇဝတ်လုပ်ငန်းများဖော်ထုတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီရဲ့ပူးရဲဆက်ကော်မတီဟာနိုဝင်ဘာလ19ရက်နေ့မှာမြမအရေးနဲ့ပတ်သက်ပြီးထွက်လန်းမရှိအဆုံးကမ်းမတိုင်သော မြန်မာပြည်ထနာနဲ့အမေရိကန်ရဲ့ကန့်သက်လုပ်ပိုင်ခွင့်ခေါင်းစဉ်နဲ့ကြားနာပွဲတရက်ကိုကျင်းပခဲ့ပါတယ်။အဆိုပါကြားနာပွဲမှာအမေရိကန်ရဲ့လက်ရှိမူဝါဒကိုပြန်လည်သုံးသပ်ပြီးစစ်ကော်မရှင်ကိုဖိအားပေးရန်နဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံရန်အတွက်မဟာဗျူဟာအသစ်၄ချက်ချမှတ်ရန်ဗတ်ပေါင်းဆောင်ကသဘောတူညီခဲ့ကြပါတယ်။ကြားနာပွဲကိုအောက်လွှတ်တော်တောင်အာရှနဲ့ဘိုအာရှရေးရဆက်ကော်မတီဥက္ကဋ္ဌဘီဟွေစင်ကအရှိအာရှနဲ့ပစိဖိတ်ရေးရဆက်ကော်မတီဥက္ကဋ္ဌယွန်ကင် ပညာရှင်များနဲ့လူအခွင့်ရေးတက်ကြွလှုပ်ရှားသူများတက်ရောက်ကြပါတယ်။တောင်အာရှနဲ့ဘိုးအာရှရေးရဆက်ကော်မတီဥက္ကဋ္ဌဘီဟွေစင်ကာကစစ်ကော်မရှင်ရဲ့2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်လူအခွင့်ရေးချိုးဖောက်မှုများအရက်ဘက်အဆောက်အအုံများလေကြောင်းတိုက်ခိုက်မှုများကိုပြင်းထန်စွာရှုတ်ချခဲ့ပါတယ်။ 2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုအလွန်အပြည့်မကင်းသောလုပ်ငန်းအဖြစ်ဝေဖန်ခဲ့ပြီးလွတ်လပ်၍တရားမျှတမည်ဟုယူဆခြင်းဟာအမှားယွင်းတာဖြစ်သည်ဟုဝေစင်ကာကပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ဒါပြင်ရုရှားနဲ့တရုတ်နိုင်ငံတို့ထံမှလက်နက်ရရှိနေမှုကြောင့်စစ်ကော်မရှင်ရဲ့စီရေးအသာစီးရမှုကိုလည်းထောက်ပြခဲ့ပါတယ်။အရှေ့အာရှနဲ့ပစိဖိတ်ရေးရဆက်ကော်မတီဥက္ကဋ္ဌရောင်းကင်ကမှမြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာရာဇဝတ်ကိုင်းကြီးရဲ့ဗဟိုချက်ဖြစ်လာနေကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။စစ်ကော်မရှင်နဲ့ဆက်ဆက်နေတဲ့လင်းလင်းမှုကွန်ရက်များဟာအမေရိကန်နိုင်ငံသားများထံမှတစ်နှစ်လင်းဒေါ်လာဘီလီယံနဲ့ချီပြီးခိုးယူနေတယ်လို့ထောက်ပြခဲ့ပါတယ်။ကျန်းနာပွဲမှာပညာရှင်များနဲ့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများရဲ့ထွက်ဆိုချက်များဟာစစ်ကော်မရှင်ရဲ့တရားဝင်မှုမရှိခြင်းနဲ့ရာဇဝတ်လုပ်ငန်းများကိုအတိအထားဖော်ထုတ်ခဲ့ပါတယ်။ Atlantic Council မှအကြီးအကဲပညာရှင် Kelly Curry ကစစ်ကော်မရှင်ရဲ့လာမယ့်ရွေးကောက်ပွဲကိုအတိမတ်ပြုရန်ညှင်းဆန်ရမယ်လို့တိုက်တွန်းခဲ့ပါတယ်။ ဒါပြင်စစ်ကောင်စီရဲ့ cyber လေလံမှုစင်တာများဟာတနည်းလည်းအမေရိကန်ဒေါ်လာ35ဘီလီယံရှိတဲ့ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းကြီးဖြစ်ပြီးအမျိုးသားလုံခြုံရေးကိုချိန်ချောက်နေသည်လို့ပြောကြားထားပါတယ်။ Stimson Center မှ Steve Rock ကစစ်ကောင်စီဟာ၎င်းတို့ရဲ့ရှင်းတမ်းမှုအတွက်သာအယုံဆိုင်နေတဲ့ရာဇဝတ်ကိုင်းတစ်ခုသာဖြစ်တယ်လို့ပြပြသားသားဖော်ပြခဲ့ပြီးကြောင်းများနဲ့ဆေးရုံများကိုတမင်တကာဘုံကျဲတိုက်ခိုက်နေတာကိုထောက်ပြခဲ့ပါတယ်။ဒုက္ခသည်အမျိုးသမီးများငြိမ်းချမ်းရေးနဲ့တရားမျှတရေးအဖွဲ့မှာ လက်ကီကာရင်ကရိုဟင်ဂျာဒုက္ခသည်များရဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့အမေရိကန်အကူအညီဖြတ်တောက်မှုများကြောင့်ဖြစ်ပေါ်လာတဲ့အဆိုးကျိုးများကိုအလေးပေးထွက်ဆိုခဲ့ပါတယ်။ကျန်းနာပွဲမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံရေးမှာ PRP တို့ပြောင်းလဲရန်သဘောတူညီမှုရရှိခဲ့ပြီးအမေရိကန်ရဲ့မြမရေးမဟာဗျူဟာအသစ်မှာအထူးမန်တိုင်လေးခုပါဝင်ပါတယ်။နံပါတ်၁စီးပွားရေးပြတ်မှတ်ထားခြင်းမြမစီးပွားရေးဗန်နဲ့ MOG မြမရေနံနဲ့တဘာဝတန်းွေလုပ်ငန်းကဲ့သို့သောအဖွဲ့အစည်းများကိုပြစ်မှတ်ထား၍စစ်ကော်မရှင်၏စစ်ရန်တရားကိုထိခိုက်စေရန်ဆောင်ရွက်ခြင်းနမနှင့်အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းမြန်မာနိုင်ငံဆိုင်ရာအဆင့်မြင့်အမေရိကန်အထူးကိုယ်စားလှယ်တူအုပ်ကိုခန့်အပ်၍နိုင်ငံတကာအယုံဆိုင်မှုကိုတိုးမြင့်ခြင်းနမတော် NUG ကိုပံ့ပိုးခြင်းဘာမာအပ်ဥပဒေမှာတစဉ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဲ့သို့အဖွဲ့အစည်းများအတွက်အုပ်ချုပ်မှုဆိုင်ရာအကူအညီနဲ့ဤပညာများပံ့ပိုးခြင်းနံပါတ်၄စိုက်ဘာရာဇဝတ်ကိုင်းများကိုတိုက်ဖြတ်ခြင်း မေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့စစ်ကောင်မရှင်နဲ့ဆက်ဆက်ဆိုင်ဘာရာဇဝတ်ဂိုင်းများကိုတိုက်ဖြတ်ခြင်းတို့ပါဝင်ပါတယ်။အမေရိကန်အလှတော်ဂျာနာဘွဲဟာမြမအရေးကိုဖြည့်ရှင်းရမှာနီလမြကန့်သက်နေခြင်းထက်နိုင်ငံရေးရပြတ်သားတဲ့ဆုံးဖြတ်ချက်သာအဓိကလိုအပ်ချက်ဖြစ်တာကိုထင်ဟပ်စေပါတယ်။ဒါကြောင့်အမေရိကန်ဟာလာမယ့်လများအတွင်းစစ်ကောင်မရှင်အပေါ်ဖိအားပေးမှုကိုပုံမှန်မြင့်တင်ရန်သဘောထားရှိကြောင်းပေါ်လင်းစေပါတယ်ရှင်။